မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံနယ်မှာနောက်ဆုံးကြန့်ရှိနေတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခတိုင်ရင်အနေနဲ့အမြန်ဆုံးလက်နက်ချရန်အရခတပ်တော် AA ကဗီဒီယိုဖိုင်နဲ့တကွထုတ်ပြန်သတိပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ16ရက်နေ့မှာအရခတပ်တော် AA ဟာအန်နာပခ ပဂရီမြေပြင်အခြေအနေဆိုပြီးတော့စိတ်ကောင်းစီတပ်သားများယာနဲ့ချီလက်နက်ချအလင်းဝင်အလံဖြူထောင်နေတဲ့မြင်ကွင်းများကိုဗီဒီယိုဖိုင်နဲ့တကွထုတ်ပြန်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။စောစောအလံဖြူထောင်ရင်စောစောအသက်ရှင်ကြံရစ်စေမယ်။မိသားစုဆွေမျိုးတွေနဲ့စောစောတွေ့ဆုံရလိမ့်မယ်လို့အရခတက်တော် AA ကမြန်မာလိုရေးသားထားပြီးတော့အင်္ဂလိပ်လိုအားဖြင့် No early surrender in white flag. No happy new year. စောစောစီစီလံဖြူထောင်လက်နက်မချရင်ပျော်ရွှင်စရာနှစ်သက်ရှိလိမ့်မယ်မဟုတ်ဘူးလို့သတိပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းတာပေါင်းမြို့နယ်မှာရဲကြီးပြည်သူလုံခြုံရေးတင်နန်းဆင်းထားတဲ့သူများထွက်ပြေးသွားတဲ့အတွာအကြမ်းဖက်စစ်တပ်ကနေအိမ်များကိုချိတ်ပိတ်ပြီးတော့မိသားစုများကိုဖမ်းဆီးမယ်ဆိုပြီးချင်းချောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ22ရက်နေ့ကတာပေါင်းမြို့နယ်ရဲကြီးပြည်သူလုံခြုံရေးအဖွဲ့တင်နန်းဆင်းထားတဲ့အယောက်90တဲက15ယောက်ကခလာရ308တိုင်ရင်ကို လာရောက်ခြင်းမရှိဘဲနဲ့ထွက်ပြေးသွားတယ်လို့သိရပါဗျ။တာပေါင်းမျိုးနဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကနေအိမ်များကိုချိတ်ပိတ်ပြီးတော့မိသားစုဝင်များကိုဖမ်းဆီးမယ်လို့ချိတ်ချောက်ပြီးပြန်လည်ခေါ်ဆောင်နေတယ်လို့သိရပါဗျ။တာပေါင်းမျိုးအမှတ်၃ရပ်ကွက်ကပြည်သူ့စစ်နှောက်ရဲ့နေအိမ်ကိုလည်းအချက်မဲ့စစ်တပ်ကချိတ်ပိတ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တာပေါင်းမျိုးနယ်မှာစစ်မှုထမ်းမပေးနိုင်တဲ့မြို့နယ်စီမံဥက္ကဋ္ဌ မင်းအေယာထိုက်နေစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ဘုံမူတန်းတိုင်းကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်းနေလုံဝင်ကြီးမိုးမင်းနိုင်ကတွေ့ဆုံရန်ခေါ်ထားတယ်လို့သိရပါတယ်။အလားတူပဲပသိမ်မြို့နယ်မှာနေထိုင်တဲ့ရဲအုပ်တအုပ်အပါအဝင်ရဲတပ်ဖွဲ့ဝင်များကိုအကြမ်းဖက်ဆက်တကဝမ်းမြို့နယ်ခမရ963တပ်ရင်းကိုပို့ဆောင်ပြီးတော့စစ်စေးရေးဂိတ်များမှာတာဝန်ချထားတဲ့အချိန် ထွက်ပြေးသွားတယ်လို့သိရပါတယ်ဒီဇမာရ10ရက်နေမှာပသိမ်မြို့နယ်မှာနေထိုင်တဲ့ရဲအုပ်တအူးအပါအဝင်ရဲတပ်ဖွဲ့ဝင်များကိုအကြမ်းဖက်ဆက်တက်ကဂွားမြို့နယ်ခမရ963တိုင်ရင်းကိုပို့ဆောင်ပြီးတော့ စစ်စေးရေးဂိတ်များမှာတောင်းဝန်ချထားတဲ့အချိန်မှာထွက်ပြေးသွားပြီးတော့လက်ရှိအချိန်ထိကိုပြန်လည်ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒါအပြင်ခလိုက်ရ36တပ်ရင်းဂျုံမျောကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာလည်းရေကြီးမြို့နယ်တောင်တန်းရွာအနောက်ဘက်ကိုထွက်ပြေးသွားပြီးတော့အကြမ်းဖက်စစ်တပ်ကရှာဖွေနေက၄ဦးကိုတော့ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။လက်တလုံးမှာအေအေကဂွားမြို့နယ်ကိုတိမ့်ပတ်ရန်ထိုးစစ်ဆင်နေပြီးတော့ အဲ့ဒီထိုးစစ်ဆင်နေမှုကြောင့်မကြခင်မှာဂွားမြို့နယ်ကိုတိမ့်ပိုက်ပြီး AAVD တိုင်းဘက်ကို AA တပ်များဝင်ရောက်လာမှာကိုစစ်ကောင်စီတပ်နဲ့စစ်ကောင်စီလက်အောက်ခံများကြားမှာအထူးပင်ကြောက်ရွံ့နေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဟာခါထန်တလန်မြို့နယ်ကြားမှာရှိတဲ့စစ်ကောင်စီတွေတပ်ဆွဲထားတဲ့အော်တိုတောင်တပ်စခန်းကိုချင်းမျိုးသားတပ်မတော် CNA နဲ့ချင်းဒေသကာကွယ်တပ် CDF ပူးပေါင်းထားတဲ့ချင်းပြည်ကောင်စီတပ်များကသိမ်းပိုက်ထားပြီးတော့နယ်မြေရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့ရမှာလက်နက်ခဲယမ်းများကိုရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုတောင်တပ်စခန်းကိုချင်းပြည်ကောင်စီတပ်များကဒီဇင်ဘာလ10ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီးတော့ဒီဇင်ဘာလ16ရက်နေ့မှာနယ်မြေရှင်းလင်းရေးတွေပြီးစီးခဲ့တယ်လို့ပြောဆိုထားပါတယ်။နယ်မြေရှင်းလင်းရေးတွေလှုပ်ထားပြီးပါ ီအဲ့ဒီမှာလက်နယ်ခဲယမ်းတချို့ကိုတွေးခဲ့တာပေါ့အဲ့ဒီမှာစစ်ကောင်စီအလောင်းကတော့၃လေးလောင်းလောက်တွေးတယ်40ကျော်လောက်ကတော့ထွက်ပြေးသွားတယ်လို့သိရတယ်လို့ချင်းတရင်ရင်းမြစ်ကပြောဆိုထားပါတယ်အော်တိုတောင်တပ်စခန်းဟာဟာခါထန်တလန်မြို့ချာ ထန်တလန်မျိုးနဲ့ပုံမနီးတော့လေစိတ်ကောင်းစီတပ်သားများဟာဟာခါဘက်ကိုထွက်ပြေးသွားကြောင်းဒေသခံတောင်ရခုတ်တဲ့သူတချို့ကပြောပြထားပါဗယ်နေနေရှင်းလင်းတဲ့အချိန်မှာတိမ့်စီရရှိခဲ့တဲ့လက်နက်ခဲယမ်းများကိုဓာတ်ပုံမှတ်တမ်းများနဲ့တကွသတင်းအရင်းမြစ်ကပြသခဲ့ရမှာလက်နက်ကြီးနဲ့လက်နက်ကြီးကြီးတချို့စစ်တပ်နဲ့လက်နက်ငယ်တချို့စစ်တပ်နဲ့ကြီးစံများ RPG ကြီးတချို့နဲ့စစ်သုံးဆောင်ပစ္စည်းများကိုတိမ့်စီရမိခဲ့တယ်လို့ဖော်ပြထားပါဗယ် ချင်းပြည်ကောင်စီတပ်များဟာနိုဗ ెంబ ာလ22ရက်နေ့ကနေစပြီးတော့စစ်ကောင်စီတွေတပ်ဆွဲထားတဲ့ဟာခါထန်တလန်ကျောင်းမှာရှိတဲ့တပ်စခန်းများကိုထိုးစစ်ဆင်ခဲ့ရာဒီဇင်ဘာလ10ရက်နေ့မှာတပ်စခန်း6ခုဟာခါထန်တလန်ကျောင်းစစ်ကောင်စီရဲ့တပ်စခန်းအလုံးကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီတပ်စခန်းများကိုချင်းပြည်ကောင်စီတပ်များကအခုနှစ်ဇွန်လထိုးစစ်မှာသိမ်းပိုက်နိုင်ခဲ့ရာစစ်ကောင်စီကလေကြောင်းပစ်ကူနဲ့မြေပြင်ကနေအင်အားအများအပြားနဲ့ပြန်လည်ပြီးတော့ထိုးစစ်ဆင်ရယူထားတဲ့အတွက် ပြန်လဲသိုးစစ်စင်တိတ်ပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တိတ်ပိုက်ထားတဲ့တပ်စခန်း၈ခုတည်းကဟာခါမျိုးအနီးစခန်းတစ်ခုကိုစစ်ကောင်စီကပြန်လဲသိုးစစ်စင်ပြီးတော့ဝင်ရောက်နေရာယူထားတယ်လို့သတင်းရင်းမြစ်ထံကသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုပ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရိတ်ခါလာပို့တဲ့ရဟတ်ရင်ဘောကိုအတင်းတက်ပြီးတော့အမိတ်မရဘဲဆုတ်ခွာခဲ့တဲ့သူဒုတိယတိုင်မူဘုံမူကြီးတောင်းထွန်ဖမ်းဆီးစစ်ဆေးခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဗ ెంబ ာလနောက်ပိုင်းမှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရိတ်ခါလာပို့တဲ့ MI-17 ရဟတ်ယာဉ်ပေါ်ကိုအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှုဘုံမှုကြီးတောင်းထုံးက အတင်းတက်ပြီးတော့လိုက်ပါခဲ့တယ်လို့သိရပါတယ်။အမိတ်မေရပဲနဲ့နာဘခါကနေဆုံခွာခြင်းဖြစ်တဲ့အတော့ရိတ်ခါပို့တဲ့ရဟတ်ရင်မကွေးလေတဲ့စခန်းကိုပြန်လဲရောက်ရှိတဲ့အချိန်မှာအမိတ်မေရပဲနဲ့စခန်းကိုဆုံခွာမှုနဲ့နာဘခဒုတိယတိုင်းမှုဖမ်းဆီးအချုပ်ချထားခြင်းခံလိုက်ရတယ်လို့သိရပါတယ်။ဒုတိုင်းမှုဖမ်းခံရတယ်ဆိုတာတော့သိရတယ်။အကြောင်းရင်းကတော့တေချာမသိရသေးပါဘူး။အဖမ်းခံရတာကတော့မှန်ပါတယ်လို့တပ်တွင်းသတင်းရင်းတွေကအတည်ပြုပြောဆိုထားပါတယ်။လက်ရှိမှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်ကျော်စွာဦးဟာလည်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာရှိမနေဘူးလို့သိရပါတယ်။နာဘခအတွင်း တပ်မိသားစုများနောက်ဆုံးလက်ကျန်စစ်ရင်အားယာချီရှိနေစေဖြစ်ပြီးတော့ဆက်လက်ပြီးတော့ခုခံတိုက်ခိုက်မှုများလည်းရှိနေစေဖြစ်တယ်လို့သိရပါတယ်။မောင်တော်မျိုးမှာရှိတဲ့အမှန်ကားနေကြားဆောင်ရဲတပ်ဖွဲ့ခွဲစခန်းဌာနချုပ်သိမ့်ပိုက်ခံရတဲ့အချိန်မှာဘုံမူချုပ်တူရင်ထွန်းကိုအေအေကလိုက်ရဖမ်းဆီးလိုက်မှုကြောင့်နောက်ပါခါကဘုံချုပ်များကြားမှာအလို့ဆိုးရင်ထိတ်လန့်နေကြတယ်လို့တပ်တွင်းသတင်းအရင်းမြစ်ကပြောပါတယ်။ဒါ့အပြင်အေအေက ဘိုးမူးချုပ်သူရိန်ထွန်းကို၎င်းကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုများနဲ့ပတ်သက်ပြီးတော့စစ်ဆင်းနေတယ်လို့သတင်းထုတ်ပြန်ထားတဲ့အတွက်နောက်ပါကဘိုးချုပ်များကြားမှာအဖမ်းမခံရရေးအတွက်ကြိုတင်ပြင်ဆင်မှုများလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမြင်းဦးမြို့နယ်ချောင်းဦးမြို့နယ်နဲ့မုံရွာမြို့နယ်တို့ကိုဖြတ်တန်းသွားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များကအချိန်ချင်းမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးစစ်ကား၃စီးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ15ရက်နေ့ကအမှတ်33ချင်းမြတ်တမဌာနချုပ်ကနေဝမ်ပေါင်ကုမ္ပဏီကိုထွက်ခွာလာတဲ့အစစ်တွဲကားနဲ့တပ်များကစစ်ကားများလိုက်ပါလာတဲ့အစီး80ကျော်ပါတဲ့ရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များကမြင်းဦးမြို့နယ်ချောင်းဦးမြို့နယ်နဲ့မုံရွာမြို့နယ်တို့မှာစောင့် ချိုပြီးတော့အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မုံရွာမြို့နယ်မအူဂိတ်အနီးမှာရှိတဲ့မြေနေရွာနဲ့တရားဖြူကြားမှာမဲမောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့အလာဝကတပ်ဖွဲ့ရင်မာပင်ခရိုင်အမှတ်26တပ်ရင်းဒေါင်းမင်း PDF နဲ့မဟာမိတ်တပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးတေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်ကား၃စီးပျက်စီးသွားတယ်လို့သိရပါတယ်။ဒီဇင်ဘာလ15ရက်နေ့ကမိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်မှာစစ်ခွေး၈ကောင်တေပြီးတော့အများအပြားဒဏ်ရာရတယ်ကား၃စီးလည်းပျက်စီးသွားတယ် တိုက်ခိုက်တဲ့နေ့မှာတော့စစ်ခွေး9កောင်ကိုအရှင်ဖမ်းမိတာပဲအတီးပြုတ်နိုင်တာအခုမှစစ်ခွေးတည်တဲ့စရင်နဲ့ဒဏ်ရာရတဲ့သူတွေများတယ်ဆိုတာထပ်ပြီးတော့သိရတာလို့မဲမောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ခံဗိုလ်မဲမောင်ကပြောဆိုထားပါတယ်အလားတူပဲဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့နဲ့ဒေါင်းမရင်တပ်ဖွဲ့တို့ကလည်းမုံရွာမန္တလေးလမ်းမိုက်မှာရှိတဲ့မြင်းမှုမြို့နယ်တနေရာနဲ့မုံရွာချောင်းလမ်းမိုက်တို့မှာအဲ့ဒီရင်တန်းကို ထမှန်ပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုအခြေအနေကိုတော့အတည်ပြုနိုင်ချက်မရှိသေးပဲတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်စီဆွဲကြီးရွာအုပ်စုစံကလေးကြီးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မိရှုခဲ့မှုကြောင့်ရွာလုံးကျပြချသွားကပြည်သူအယောက်3000ကျော်ထွက်ပြေးနေရပြီးတော့စားနေရိတ်ခါများပြက်လက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ16ရက်နေ့မွန်းလွဲတနားရီအချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကဆက်လင်းမြို့နယ်စီဆဲကြီးရွာအုပ်စုစံကလေးကြီးရွာကိုစစ်ကြောထုတ်ဝင်ရောက်လာပြီးတော့ကြီးရွာမှာရှိတဲ့နေအိမ်များကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မနေ့ကမွန်းလွဲပိုင်းကနေည8နာရီအချိန်အထိကြီးရွာတစ်ခုလုံး ံးကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဒီသမားရဆယ်ရက်နေ့ကစံကလေးကျေးရွာအနီးမှာစစ်ကောင်စီတပ်ကိုတော်လိုင်းတပ်များကမိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတိုက်ပွဲဖြစ်ပွားမှုတစုံတရာမရှိဘဲနဲ့စစ်တပ်ကစံကလေးကျေးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာကကျေးရွာတစ်ခုလုံးကိုရွာလုံးကျွတ်မိရှုပ်ဖျက်ဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။စံကလေးကျေးရွာမှာအင်ဂျီ68လုံးရှိပါတယ်။စစ်တပ်ကမိရှုပ်လိုက်လို့အင်ဂျီ41လုံးကျော်ပြာကျသွားပါတယ်။ပြည်သူတွေအများကိုဒုက္ခရောက်နေရပါတယ်။တိုက်ပွဲမရှိဘဲနဲ့အင်တွေကိုဝင်ပြီးတော့မိရှုပ်သွားတာပါ။ ပြည်သူ3000ကျော်ဟာအိမ်ကိုမကတ်နိုင်ပဲထွက်ပြေးနေရတာတပတ်လောက်ရှိသွားပြီလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်စစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အချိန်ပြည်သူများထွက်ပြေးနေရခြင်းဖြစ်တဲ့အတွက်စစ်ဘေးရှောင်နေရတဲ့အချိန်ခုနှစ်ရက်နီးပါးကြာမြင့်လာတဲ့အချိန်မှာစားနေရိတ်ခါနဲ့ရေများပြက်လက်နေတယ်လို့ပြောဆိုထားပါတယ်နေထိုင်မကောင်းတဲ့တက်ကြီးရွယ်အိုများလည်းပါရှိပြီးတော့ကံကောင်းထောက်မှစွာနဲ့လက်ရှိအချိန်ထိတော့ကြေးရွာနေပြည်သူများအားလုံးကိုဘေးကင်းပြီးတော့စစ်တပ်ရဲ့ဖမ်းဆီးတပ်ဖြတ်ခြင်းကိုမခံရသေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ